အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြေးတက်တဲ့အားလုံးမင်္ဂလာပါ Crystal Palace ကသူတို့ရဲ့အသင်းကောင်းဆောင်နောက်ခံလူ Markey ဟီတတ်တမ်းမတိုးတော်ဘူးလို့မနေ့ကပဲနီးပြ Oliver Glasner ကိုအတီးပြုတ်လိုက်တယ်ဆိုတော့ဂေဟီကຫນွေရတီမှာအလွတ်ပြောင်းရွှေ့ခြင်းဖြစ်မယ်ပြီးခဲ့တဲ့ຫນွေရတီတုန်းကပေါင်35တန်းနဲ့ထွက်ခွာခွင့်ရှိတဲ့အတွက်ကြောင့်သူ Liverpool ကိုပြောင်းဖို့လုပ်တယ် ကန်ဆိုးစွာနဲ့ပဲအပြောင်းရွှေ့မှာဘဲလစ်ကအစားထိုးလို့ရတဲ့ကစားမမရှာဖွေနိုင်ခဲ့တဲ့အတွက်ကြောင့်မာကေဟီကိုအသင်းမှာဆက်ထိန်းထားခဲ့တယ်။အိုက်ကနေမှချင်းမာကေဟီကဘယ်လိုပြောမလဲခွင်ဆယ်ဘဲလစ်မှာဆက်ရှိတယ်။ဒီယာဒီမှာလည်းသူခြေစွမ်းပြတယ်။အင်္ဂလန်မှာလည်းခြေစွမ်းပြတယ်။အခုမာကေဟီနဲ့ပတ်သက်လို့ဒါအခုလောလောဆယ်အနေထားရဘယ်လိုပြောမလဲတော်တော်လေးတော့စိတ်ဝင်စားစရာကောင်းတဲ့ decision သူကလုပ်လိုက်ပြီ။ရှင်းရှင်းလေးပဲမာကေဟီက ကျွန်တော်တက်တမ်းမတိုးတော့ဘူးလူရာဒီမှာအလွတ်နဲ့ထွက်မယ်သူစိတ်ကြိုက်ကလပ်သင်းတွေကိုရွေးချယ်မယ်ဆိုတော့တတ်တမ်းမတိုးတော့ဘူးအလွတ်နဲ့ထွက်မယ်ဆိုရင်ကျွန်တော်ဟိုတနေ့ကလည်းပြောခဲ့ပြီးပြီကစားမတယောက်အလွတ်ပြောင်းရွှေ့ချေးဆိုရင်အနည်းဆုံးလက်မှတ်ထိုးချေးဟာတာမန် average ကစားမတယောက်တောင်5တန်းလောက်ရတယ်မာကေကြီးကအနည်းဆုံး10တန်း15တန်းဥမာ Venice Junior ကသူ့ Real Madrid မှာရှိနေတဲ့စာချုပ်တတ်တမ်းစာချုပ်က2028တိရှိတာ နစ29တိရှိတာအဲ့ဒါတော့မှသူ့ကိုယ်သူတက်တန်းထတ်တိုးတာတော့မှ तू ကလက်မှတ်ထိုးချေတန်း30တောင်းတယ်။ဥပမခါနိုးကဘိုင်ရန်နဲ့တက်တန်းထတ်တိုးဖို့လုပ်တဲ့အခါစာချုပ်တက်တန်းလို့ရတိမှကုန်ပြီ။လက်မှတ်ထိုးချေတန်း30တောင်းတယ်။ဆိုတော့တေးကြတဲ့မာကေဟီကလက်မှတ်ထိုးချေအနည်းဆုံး10တန်းလောက်တော့ရမယ်။ဆိုတော့ဒီနေရာမှာလီဗာပူးကတပတ်ကိုတပတ်9000ပဲရှိတဲ့မာကေဟီကိုတပတ်ကို ပေါင်3000ပေးပြီးတော့ ၅နှစ်စာချုပ်နဲ့ကာလာမှုကိုခဲကြီးကိုယ်တိုင်ခေါင်းငိမ့်ပေမယ့်အခုဒီချိန်မှာတော့ဒီဓမ္မကပြောင်းရွှေ့ခြင်းမပေးရတဲ့အတွက်လောကလာစာအပြေဝပေးရဖို့ရှိတယ်ဆိုတော့ဒီနေရာမှာခွင်ဆယ်ပဲလစ်ရဲ့ဥက္ကရာဖြစ်တဲ့ Steve Parish နဲ့တာဝန်ရှိသူတွေကခဲကြီးကိုဇန်နဝါရီမှာမရရအောင်ရောက်ထုတ်မယ်လို့သူတို့ပြင်ဆင်နေတယ်မခဲကြီးကတော့ဇန်နဝါရီမှာမထွက်ဘူး လိုရာဒီမှာသူစိတ်ကြိုက်အသင်းတွေကိုရွေးချယ်ပြီးထွက်မယ်။ဘယ်ပယ်လစ်ဘက်ကတော့ဇန်နဝါရီမှာသူ့ကိုရအောင်ရောင်းထုတ်မယ်။၁၀သန်းရရ၁၅သန်းရရရသလောက်နဲ့သူ့ကိုရောင်းထုတ်ဖို့ပြင်ဆင်ထားတယ်။ဆိုတော့ဒီနေရာမှာခရစ်စယ်ပယ်လစ်ဘက်ကဘာစဉ်းစားလဲဆိုတော့မာကေဟီကိုတကယ်လို့ရောင်းထုတ်မယ်ဆိုရင်တော့မှပရီးမီးယားလိဂ်ကလပ်အသင်းတွေကိုရောင်းထုတ်တာချက်ဥရောပထိပ်တန်းကလပ်တွေကိုပဲရောင်းထုတ်မယ်ဆိုရင် မာကေဟီကိုလိုချင်တဲ့အသင်းတွေရှိတယ်။ Paris Saint-Germain ရှိတယ်။ ဘိုင်မြူနစ်အသင်းရှိတယ်ဂျူဗန်တက်စ်အသင်းရှိတယ်ရီယယ်မက်ဒရစ်နဲ့ဘာစီလိုနာအသင်းဥရောပရဲ့အသင်း၅အသင်းရှိတယ်ကျွန်တော်ပရီးမီးယားလိမှာဆိုရင် Chelsea ရှိမယ် Liverpool ရှိမယ် Manchester City ရှိမယ် Man United ရှိမယ်အသင်း၄သင်းလောက်ရှိတယ်ဆိုတော့ဒီသင်းတွေဆိုရင်တော့အလွတ်နဲ့တေချာပေါက်ပြောင်းမယ်ဟိုသင်းတွေကလည်းအလွတ်နဲ့နွေရာသီမှခေါ်တာဖြစ်ပေမဲ့ ဇန်နဝါရီကာလမှာရောင်းမယ်ဆိုအဲ့အသင်းတွေကလည်းချမ်းရှိတယ်ဥပမာဂျူဗန်တက်ဆိုရင်သူတို့ရဲ့နောက်ခံလူဘရီမာက AC ရဲ့ injury ဒုတရခွဲစိတ်ကုသဖို့လာမျိုးရှိတော့ဒေဂျာဘောက်သူတို့အစားထိုးခြင်းတယ်နောက်နောက်တစ်ခုကဒီ Paris Saint Germain ကလည်းအသင်းကောင်းဆောင် Marquinhos ညောင်းနေရာမှာအစားထိုးမယ်ကစားသမားတွေကိုစားရှာနေပြီ Real Madrid ကလည်း Antonio Rudiger ထွက်မယ်နောက် Alaba ထွက်ဖို့ရှိကြောင်း Madrid ကလည်းလိုချင်လို့ Andrea Christensen ထွက်ပေါ်များတယ်ဒါ Barcelona အသင်းကလည်းခံစစ်အားနဲ့နေတဲ့အပိုင်းမှာဂေဟီကိုလိုချင်တယ်ဆိုတော့ Palace ဘက်က Marke ဟီကိုအခုလောလောဆယ်အနေထားရဘယ်လိုပြောမလဲဆိုတော့ January မှာပြောင်းရွှေ့ခြင်းရအောင်ရှာပြီးရောင်းမယ်ရောင်းမယ်အသင်းတွေကဥရောပအသင်းတွေကိုအဓိကဦးတည်ပြီးတော့ရောင်းမယ်ဂေဟီကတော့အဲရောင်းချမှုကိုညှင်းဆန်ပြီး Crystal Palace မှာယာတီကိုထိဆက်ရှိမယ်ပြီးတော့မှသူစိတ်ကြိုက်ကလပ်အသင်းတွေကိုပြောင်းမယ်ဆိုတော့ ဘိုင်ရင်ကဥပမခန်းတို့ထွက်ရင်တီချာပေါက်ဂေဟီလီဗာပူးကလည်းခနာတို့ထွက်ရင်တီချာပေါက်ဂေဟီမန်စီးတီးကတော့စန်တဘက်ကဂျွန်စတုန်းကဒဏ်ရာတွေကြောင့်သူကအခေထွက်သွားနိုင်ချေရှိတယ်ဂေဟီကိုလိုချင်တယ်ယူနိုက်တက်ကမကွာရကိုဆက်ထားတိမဲ့သူဆိုသည့်တိုင်အောင်ဒဏ်ရာမကြခနာရနေတဲ့မာတီနက်စ်တို့အသက်ကြီးလာတဲ့လူရှိုးတို့ညာအစားထိုးချင်တယ်ဆိုတော့မာကီကနူယာတီမှာထွက်ဖို့ပြင်ပြီးတော့ပဲနစ်ကချန်ချွိုင်းမှာရောက်ဖို့ရှိပြီးဘယ်ကိုရောက်မလဲစိတ်ဝင်စားစရာပါအားလုံးကြီးစပါတယ်